အာစနယ်တင်းရဲ့လူခေါ်ယူမှုတွေနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ ကိုကေးစ်တာဖုတ်ဘောရှူအနေကျိုးသွားရခင်ဗျကျွန်တော်ကိုခက်ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့အာစနယ်နဲ့အန်ဒရီးယားဘာတာရဲ့လူခုံရေးအပြောင်းရွှေ့ strategy တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုသုံးသပ်ဆွေးနွေးမျှဝေပေးသွားကြပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်သက်သက်ဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့ဘောလုံးရာသီမှာအာစနယ်အသင်းရဲ့ sporting director အသစ်ဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တော့ပြီးခဲ့တော့ရာသီတွေမှာ Edu နဲ့နှစ်ပါးသွားခဲ့ရာကနေ Atletico Madrid အသင်းဟာ sporting director Andrea Bata ရောက်လာတယ်ဘာတာနဲ့ပတ်သက်ပြီး သူ့ရဲ့အေးသူ့ရဲ့အချင်းကိုတိတဲ့သူတွေကလည်းတိမယ်ဗျာမတိတဲ့သူတွေကလည်းမတိဘူးထားပါအဲ့တော့ကျွန်တော်ဘာတာနဲ့ပတ်သက်ပြီးတစ်ခါတော့လည်းဗီဒီယိုလေးတစ်ပုဒ်တည်တံ့လုပ်ပြီးသွားပြီအဲ့တော့အရင်ဆုံးပြောချင်တာ Andrea Barta ပေါ့ Andrea Barta ရဲ့ history တွေသူ့ရဲ့ profile တွေကိုတစ်ချက်လိုက်ပြီးတော့ရှာကြည့်ပါကျွန်တော်ဒီ video မှာတော့မပြောတော့ဘူးပေါ့နော်အပြောင်းရွှေ့ heavy တွေကိုနောက်ကကြိုးကင်ပြီးတော့ဖြစ်မြောက်လုပ်နိုင်ခဲ့တဲ့ sporting director တယောက်ဖြစ်ပါတယ် သူ့ရဲ့အောင်မြင်ကအက်တလက်တီကိုမက်ဒရစ်မှာလို့ပြောလို့ရတယ်အဲ့တော့အက်တလက်တီကိုမက်ဒရစ်အသင်းမှာစပိုတင်ဒရိုက်တာအဖြစ်သူတာဝန်ယူစဉ်အချိန်ကာလမှာပြောင်းရွှေ့ခြင်းအများကြီးပေးပြီးခေါ်ယူခဲ့တဲ့ကစားသမားတွေလည်းရှိတယ်ပြောင်းရွှေ့ခြင်းအများကြီးရအောင်ရောင်းချနိုင်ခဲ့တဲ့ကစားသမားတွေလည်းရှိတယ်အကုန်လုံးမှန်တာတွေတော့မဟုတ်ဘူးမှားတာတွေလည်းရှိတယ်မှန်တာတွေလည်းရှိပါတယ်အဲ့လိုစပိုတင်ဒရိုက်တာတယောက်ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်တွေကဤဒူးနဲ့မတူညီတဲ့အမြင်မျိုးနဲ့သူ့ကိုရှုမြင်ရမှာပဲဟာအာရပြီးခဲ့တဲ့နှစ်တုန်းကလည်းဒီတိုင်းပဲကွာအခုနှစ်လည်းဒီတိုင်းပဲကွာနောက်နှစ်လည်းဒီတိုင်းပဲကွာအဲ့လိုအမြင်မျိုးနဲ့မြင်လို့မရဘူးဘာကြောင့်လဲဆိုတော့အသင်းပိုင်ရှင်တွေကငွေထုတ် ုတ်ပေးတဲ့အပိုင်းမှာအရေးပါတယ်လို့ Sporting Director ကလည်းအဲ့ဒီအတင်းတင်းလူခေါ်ရေးမှာအဓိကကြားတဲ့သူဖြစ်တယ်။ Andrea Parra ကအာကြီးကိုရောက်လာတဲ့အချိန်မှာအာကြီးရဲ့တာဝန်ရှိတဲ့သူတွေအတင်းပိုင်ရှင်တွေကမရအောင်မင်းငါတို့တွေရဲ့တတ်မှတ်ထားတဲ့စီမင်းစီကဲတိုင်းနော်ပြောင်းရွှေ့ကြီးဒီလောက်ဒီလောက်နဲ့ပဲမင်းလူခေါ်ရမယ်ဘာညာဆိုတဲ့ဟိုအရက် extreme ဖြစ်တဲ့ကန့်သက်ချက်မျိုးကြီးရှိမယ်လို့မထင်ဘူး။အဲ့လိုကန့်သက်ချက်မျိုးရှိရင်တောင်မှနှစ်ဦးနှစ်ဖက်ပြေလည်လောက်တဲ့အဆင်ပြေလောက်တဲ့ဆွေးနွေးညှိနှိုင်းမှုမျိုးတွေမရှိဘဲနဲ့တော့ Andrea Bata မလာပါဘူး။အဲ့ဒါကြောင့်ကျွန်တော်က အရင်တော့ဤဒူးတဲ့ဆိုင်အန်ဒရီးယားဘာတာရဲ့လုပ်ရည်ကိုင်းရကိုအကဲဖြတ်ချင်စိပို့ပြီးတော့ပောက်တယ်ပွင့်လင်းပြောတော့ဗျာသူ့ဤဒူးတဲ့ impress ပို့ဖြစ်တယ်ဤဒူးကိုကျွန်တော်တို့တိကျတာကစားသမားဘဝတွေကတိကျတယ်ပြီးတော့မှ Arsenal Sporting Director ဖြစ်သွားတော့ဩ AI Sporting Director ဤဒူးဖြစ်သွားရတယ်ပေါ့နော်ဒီလောက်ပဲ ဟိုကျွန်တော်တို့ edu နဲ့ပတ်သက်ပြီးတော့စိတ်ခံစားချက်ရှိတယ်ဗျာပွင့်လင်းပြောတာကစားသမားဘဝမှာတော့လည်း edu ကဒါ vera တို့လောက် reparla တို့လောက်အရေးပါအရောက်တဲ့ကစားသမားတယောက်တော့မဟုတ်ခဲ့ဘူးထားပါအဲ့တော့အဓိကပြောချင်တာ andrea bata အဲ့တော့ဒီပုတ်ကိုရောက်လာတဲ့အချိန်မှာလက်ရှိအချိန်ထိကစားသမားတချို့ခေါ်ပြီးသွားပြီသူတို့မရတဲ့ကစားသမားက အထောက်တဆနေရာမှာကစားမယ်ကစားသမားမရသေးဘူးအဲ့တော့အာကြီးရဲ့အန်ဒရီးယားပါတာလုပ်ရည်ကိုင်းရင်ဘလို့ရှိတယ်လဲလက်ရှိအချိန်ကြီးဘလို့သွားနေတယ်လဲဆိုတဲ့အပိုင်းကိုကျွန်တော်ဒီတက်တကယ်ဘုတ်လေးနဲ့ဆွေးနွေးပါမယ်တက်တကယ်ဘုတ်လို့သာပြောတာပါဟုတ်တက်တကယ်အကြောင်းပြောမှာမဟုတ်ဘူးဗျာဘယ်နေရာမှာဘယ်ကစားသမားတွေသူတို့ခေါ်ဖို့ပြစ်မှတ်ထားတာလဲ strategy ချထားတယ်ဆိုတဲ့အပိုင်းကိုအဓိကထားပြီးတော့ဆွေးနွေးမှာပါโอเคအဲ့တော့အန်ဒရီးယားပါတာဒီဒီနေ့နေရာဒီအပြောင်းရွှေ့ကာလမှာအသင်းအတွက်နေရာ9နေရာဖြည့်ဖို့ကြိုတင်စီစဉ်ခဲ့ဟန်ရှိပါတယ်အဲ့နေရာတွေကတော့ number 9ပြီးရင် left wing ပြီးရင် dm cb တနေရာနဲ့ကိုသမားတနေရာဖြစ်ပါတယ်အဲ့တော့ဒီ၅နေရာမှာမဖြစ်မနေပထမဦးစားပေးအနေနဲ့အစားထိုးရမယ့်နေရာတွေကနှစ်နေရာရှိတယ်လို့ကျွန်တော်ထင်တယ်ဒါကြတော့အမြင်တော့အဲ့နှစ်နေရာကတော့အသင်းအတွက်အရေးကြီးဆုံးထောက်တိုင်နေရာဖြစ်တဲ့ DM တနေရာနဲ့ striker တနေရာဖြစ်ပါတယ်ချန်တဲ့နေရာတွေကတော့ဟို major မဟုတ်ဘူးဗောန minor သဘောမျိုးအနေနဲ့အစားထိုးဖို့အတွက်စီစဉ်ထားတဲ့နေရာတွေပါဆိုတော့ဒီနေရာ၅နေရာမှာအာရီဒီအခုဘယ်နှနေရာဖြစ်တင်းပြီးသွားရည်လဲ left wing ကိုဖယ်လိုက်ဗျာကျွန်တော် dm ခေါ်ပြီးသွားပြီ cb တယောက်ခေါ်ဖို့အတွက်အနည်းဆက်ဆုံးအခြေအနေမှာရှိနေတယ်ကိုသမားတယောက်ခေါ်ပြီးသွားပြီအဲ့တော့ left wing တနေရာအကြောင်းကိုပါကျွန်တော်ဖြည့်ဆွက်ပြီးထက်ဆွေးနွေးရလိမ့်မယ် left wing ကမခေါ်နိုင်ရင်ဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ဘူးပိုကောင်းစေခြင်းတဲ့အတွက် left wing ခေါ်ဖို့ကြိုးစားနေတာအခု martinelli ရှိတယ် martinelli ကနည်းနည်းမျောသွားတဲ့ကစားသမားဗျာမျောသွားတယ်ဆိုတာလွန်ခဲ့တဲ့2နှစ်လောက်တုန်းက လည်းဒီစွမ်းဆောင်ရည်ပဲเนาะလက်ရှိလည်းဒီစွမ်းဆောင်ရည်ပဲအရင်တက်မလာဘူးအဲ့တော့ကြောင့် Martinelli ထက်တခြားသောပိုကောင်းတဲ့ကစားသမားကိုသူတို့ရည်ရွယ်ထားပုံပေါ်တယ်သို့တော့ဒီနေရာအရင်အရေးမကြီးဘူးအရေးကြီးတဲ့နေရာဒီနေရာဒီ DM ပါတီထွက်သွားပြီးတဲ့နောက်ပိုင်းဘသူ့ကိုတယ်မလဲ George Junior မရှိတော့တဲ့နောက်ပိုင်းဘသူ့ကိုတယ်မလဲစဉ်းစားရင်တော့ကြောက်စရာကြီးသို့တော့ Barter ဒီနေရာကိုအလင်းအမြန်အစားထိုးနိုင်ခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့ Thomas Partey တဲ့င်းဂျားထဲမှာထွက်လာတယ်ပါတီကိုစာအုပ်တက်တန်းတို့မဲ့ဘာညာကျွန်တော်အဲ့ကလေးကထင်ပြီးသားမတိုးလို့ထင်ပြီးသားသူတို့ကစူပါမန်တွေကိုပါတီနေရာမှာတိုက်ရိုက် replace လုပ်ဖို့အစိုးရတဲ့စဉ်းစားထားတာအဲ့တော့ကြောင့်ဇူဘယ်မန်ဒီကအာယီကိုပဲရောက်လာတာရှင်းရှင်းလေးအဲ့တော့ဇူဘယ်မန်ဒီကိုအာဆင်နယ်ပြမဖြစ်မနေရအောင်ခေါ်မှာအစိုးရတဲ့လူချင်းတဲ့အတွက်ကြောင့်ကစားသမားမရောက်ခင်ကတည်းကအချို့သဘောတူညီချက်တွေပါရင်ねရီယယ်ဆိုစီတန်နဲ့အကုန်လုံးစာအုပ်ချုပ်ခဲ့ပြီးသားအဲ့ချိန်ကာလမရောက်သေးဘူးနော်မရောက်တော့မှဂျားရဲရဲ့ဖြတ်ခေါ်ရင်အဲ့ဒီခေါ်မဲ့အသင်ကရောဂျီဘလောက်ပေးရမယ်ဘာညာဆိုတာတွေထဲ့ချုပ်ပြီးသားဖြစ်တဲ့အတွက်ဒီနေရာကိုအတီးကနံပါတ်1အဖြစ်အားဆိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဇူဘယ်မန်ဒီရောက်လာတဲ့အပြင်ဂျော်ဂျီထွက်သွားတဲ့အခါကျတော့ဂျော်ဂျီနေရာမှာနောက်ထပ် အစားထိုးကစားသမားအဖြစ်နော်ကတ်ကိုဖြည့်တင်းနိုင်ခဲ့တယ်အဲ့တော့ဒီနေရာကလုံးဝနော်100%ဖြည့်တင်းနိုင်ခဲ့ပြီဒါ DM ဆိုတဲ့နေရာဘယ်လောက်ထိအရေးကြီးလဲအားလုံးအသိပဲလေနော်ဘောလုံးအသင်းတစ်သင်းမှာအဲ့ deep lying midfield လို့ခေါ်တဲ့နေရာဒီဟန်ချက်ဗဟိုချက်နေရာဖြစ်ပါတယ်အဲ့တော့ဒီရှစ်မှာ Martin Odegaard တို့ရှိမယ် Declan Rice တို့ရှိမယ် Mikel Merino တို့ရှိမယ်နောက်ဆုံး Trossard တောင်မှဒီနေရာမှာဝင်ဆော့ပေးလို့ရတယ်ပြောင်းဆော့လို့ရတဲ့အတွက်ကြောင့်ဒီနေရာအဓိကသူအင်အား ဖြစ်တင်းနိုင်ခဲ့တယ်အဲ့တော့ Andrea Barter ရဲ့လှုပ်ဆောင်ချက်က DM အတွက်တော့ကျွန်တော်ကပြည့်စုံသွားပြီလို့ထင်တယ်အဲ့တော့ကျွန်တော်နောက် Good Ball တနေရာပါเนาะအဲ့တော့ Good Ball တနေရာကလည်းမဖြစ်မနေလိုရယ်ဗျကျွန်တော်တို့ရတာအမှတ်တမဲ့ချင်း David Raya ကြီးကမိုက်တယ်လို့ထင်ရတာအသင်းနိုင်ရဲ့ Good Ball နေရာတွေကိုကြည့်ကြည့်လိုက်အနည်းဆုံးတော့အဲ့ဒီ Potter Good Ball ကိုဖိအားပေးမယ် ကူသမားတယောက်ရှိလို့ရှိတယ်လီဗာပူးတို့အဲ့လိုအမြဲတမ်းတည်တယ် PA နဲ့ကကလာနဲ့အဲလစင်ဘက်ကတည်တယ်တိုးတော့နည်းနည်းချိန်ဝင်ရှာပြောင်းလာတဲ့အချိန်မှာမမားတာရှက်ဖလီကိုခေါ်ပလိုက်တယ်အဲ့တော့မမားတာရှက်ဖလီနဲ့ဒီအဲလစင်ဘက်ကိုထပ်ပြီးတော့တည်တယ်မန်စီးတီးဆိုလည်းဒီတိုင်းပဲအော်ဒီကနဲ့ဒီအီဒစင်ကိုတည်ထားတယ်ချယ်ဆီမှာတော့အများကြီးပဲပေါ့နော်အဲ့တော့အာကြီးဒီဒီဂိုးပေါက်တနည်းအောင်အလင်းမြန်အဲ့တို့ကြောင့်ဒေဗစ်ရာယာကိုဖိအားပေးဖို့အတွက်ကပါရီဇာဘလက်ကာကိုခေါ်ခဲ့တာဖြစ်ပါတယ်ဂိုးပေါက်တနည်းအတွက်လည်းကျွန်တော်တို့တိတ်ပြီးတော့လှည့်ကြည့်စရာမလိုတော့ဘူးအဲ့တော့ 3နေရာပဲကျန်တော့တယ်ဒါလက်ရှိအခြေအနေကိုပြောတာเนาะအဲ့3နေရာမှာဒီ CB တနေရာကလည်းတော်တော်လေးအဆင်ပြေနေ CB ကအဓိကကစားသမားကိုခေါ်တာမဟုတ်ဘူးဗျသူတို့အဓိကခေါ်တာအရန်ကစားသမားကိုဟိုခေါ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာကြောင့်လဲဆိုတော့ကဗီယောကိုတိတ်သဘောမကျတဲ့ပုံစံမျိုး အဲ့တော့ကဗီယောထားမယ်ဆိုရင်တော့မနောက်ခံကစားသမား၄ယောက်လောက်ထားမယ်ဗျာ၂ယောက်ပွဲထွက်၂ယောက် replace နောက်ကလုံနိုင်တဲ့ချင်းချောက်နိုင်တဲ့အနေထားမျိုးပေါ့ကဗီယောကိုဟိုရောင်းရင်လေပေါင်၃၀လောက်ရရင်တော့မစိုးပေါ့နော်အဲ့လောက်မရရင်တော့မရောင်းသေးဘူးကဗီယောကိုဆက်ထားပြီးတော့မော့စကွေရာနဲ့ကဗီယော၂ယောက်နောက်မှာထားရှေ့မှာဝီလျံစလီဘာနဲ့ဒါဂေဘရီယယ်ကိုဖိအားပေးမယ်ဆိုရင်အာရဲ့နောက်တန်းတော်တော်လေးတောင့်သွားပြီအဲ့တော့ကျွန်တော် side bet တွေကျွန်တော်ဘာကြောင့်ထည့်မပြောလဲဆိုတော့ side bet တွေကမလိုဘူးသူမှအများကြီးပဲ Jurian team ဆော့နိုင်တယ် Bambu ဆော့နိုင်တယ်ဒီဘက်မှာလည်း Color Fury ရှိတယ်နော်အခုစာအုပ်တက်တန်းတိုးလိုက်တယ် Kelly ရှိတယ် Calafiori ကလည်းအထဲဝင်ဆော့လို့ရတယ် Caviero တော့ရောင်းလို့ရတယ်ဗျာအဲ့တော့ဒီ defensive line မှာ Mosquera ကိုခေါ်ပြီးသွားပြီဆိုရင် Caviero ကိုရောင်းလို့ရပြီအဲ့တော့နှစ်နေရာပဲကျန်တော့တယ်ဒီ left wing နဲ့အထောင်တိုက်စစ်အဲ့တော့ left wing တနေရာကျွန်တော်အခုကြားထားတဲ့သတင်းမှာ Ibrichi Easy ကိုခေါ်မယ်ဆိုတဲ့သတင်းမျိုးတွေကြားထားတယ်ကျွန်တော်ကတော့မနေကြတဲ့ညင်ပီတာဖြစ်နိုင်ခြင်းမရှိဘူးပေါ့နော်ဟိုဒါမဲ့ viewer ဘိုင်းကဘလို့သုံးမလဲပဲဒါကျွန်တော်ကြည့်ပြီးပြောတာ Adidas ဟိုပုံတံအသွင်သစ်နဲ့ဒီ left wing မှာ left left wing မှာ left am ပုံစံမျိုးထဲထုတ်ရင်တော့ကျွန်တော်လည်းမသိဘူး။ဘာကြောင့်လဲဆိုတော့ easy က ဒီ Atakimi Fee ကစားသမားအဖြစ်နဲ့ပဲဒါပွဲပေါင်း140ကစားခဲ့တာ Left Wing ကစားသမားအဖြစ်သူကစားခဲ့တဲ့ပွဲက25ပွဲပဲရှိတယ် Left Mid Fee ကတော့55ပွဲသူကစားခဲ့ဘူးလေအဲ့တော့ Left Mid Fee ဆိုတာ Left Wing ထက်နောက်ကိုရောက်တယ် AI Gusso နေတဲ့ပုံစံကသူက Left Wing Right Wing ပုံစံစော့တာဒါစာကာဒီဘက်ကထားပါတော့ Martinelli သူက Left Mid Fee ပုံစံစော့တာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်ကတော့ Ibrichi Evio တကယ်ခေါ်မယ်ဆိုရင်음 မခေါ်နိုင်လောက်လို့လက်ရှိအချိန်ထိထင်နေတော့မယ်အဲ့တော့ left wing တနေရာမှာတကယ်ခေါ်မခေါ်နော်ကျွန်တော်တကယ်ဝင်ကစစ်စစ်ကစားသမားတရားကိုပဲခေါ်မယ်သို့တော့အရင်ရင်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာနောက်ဆုံးခေါ်တာလည်းဖြစ်ဖြစ်လိမ့်မယ်အဲ့တော့နောက်ဆုံးတနေရာ striker အဲ့တော့ striker နေရာမှာတော့တို့ခေါ်မှာဗျတို့ဂျူသားနေရာကြာပြီ Sheshko နဲ့ Vedere Yogesh အဆင်မပြေမှုတွေရှိနေသေးတဲ့အတွက်ကြောင့်သာရောက်မလာသေးတာပါအဲ့နှစ်ယောက်တည်းကတော့တရားကတော့ရောက်လာနိုင်ကြီးများပါတယ်အဲ့တော့အနည်းချက်ရမယ်ဆိုရင် Arsenal ဒီနေရာဒီတို့မဖြစ်မနေခေါ်ဦးမယ်ဆိုတော့နေရာ၅နေရာမှာ major ခေါ်ဦးမှုရှိမယ် minor ခေါ်ဦးမှုရှိမယ် major ခေါ် မှုတွေတဲကတနေရာကတော့ပြည့်သွားပြီ striker တနေရာကတော့လိုသေးတယ် minor ခေါ်မှုတွေ၃ခုထဲမှာမှာဂိုးသမားတနေရာနဲ့ cb တနေရာကတော့ပြည့်သွားပြီလို့တော့ကျွန်တော်ထင်တယ် moscow ကတော့တိတ်မကြခင်အချိန်တွင်ရောက်ကောင်းရောက်လာပါလိမ့်မယ်ခင်ဗျာအဲ့တော့ arsenal အသင်းရဲ့ sporting director the andrea barta ရဲ့ဒီနှစ်ညရာသီအပြောင်းရွှေ့ကာလမှာလှုပ်ဆောင်တဲ့เนาะအပြောင်းရွှေ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ ifan ကြီးကိုလည်းကိုယ့်ရဲ့အမြင်ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအခုတော့ကျွန်တော်ခဏနှုတ်ဆက်ပြရသည်